လက်ရှိမြန်မာနိုင်ငံမှာလက်နက်ကင်တော်လန်တဲ့အဖွဲ့အစည်းတွေဟာအာဏာရှင်စနစ်ကိုတော်လန်တယ်လို့ပြောနေပေမဲ့လည်းသူတို့ဟာအာဏာရှင်စနစ်ပုံစံအတိုင်းပြန်လည်ကျင့်သုံးလာနေကြောင်းစီးရင်နဲ့နိုင်ငံရေးကက်ခတ်တွေကထောက်ပြလာကြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာလက်နက်ကင်အဖွဲ့အစည်းများစွာရှိနေတဲ့အချိန်2021ခုနှစ်ဖေဖော်ဝါရီ1ရက်နောက်ပိုင်းပြောင်းလဲသွားတဲ့နိုင်ငံရေးအခင်းကျင်းနဲ့အတူနောက်ထပ်လက်နက်ကင်အဖွဲ့အစည်းယာနဲ့ချီထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းလက်နက်ကင်ပြည်ပခါတွေရဆဲတာနဲ့နိုင်ငံရေးပြည်ထောင်တာကိုအပြေရှားခြင်းအားသွားနိုင်တဲ့စာချုပ်မျိုးကိုတော့ ော့မလုံနိုင်သေးပါဘူး။အာနာရှင်စနစ်ကိုမကြိုက်လို့တော်လန်တာလို့ပြောနေတဲ့အတိုင်းကိုကိုတိုင်အာနာရှင် ဖြစ်လာနေတာကိုသတိပြုဖို့လိုအပ်ကြောင်းဖက်ဒရယ်နဲ့ဒီမိုကရေစီတိဆောက်မယ်ဆိုပြီးတိုင်းရင်းသားတွေကြားခွဲခြားဆက်ဆံနေတာကိုလည်းသတိပြုဖို့လိုအပ်ကြောင်းတိုင်းလိုင်းရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာဆိုင်းထီအောင်ကစီအန်နိုင်သတင်းဌာနကိုပြောပါရစေ။ကျွန်တော်အမိကဆုံးနေရတဲ့ခရင်ကြီးစိစောက်ပဲဥပမာထားပြီးပြောကြည့်ရအောင်။သူတို့ကချေတယ်နဲ့ဒီမိုကရေစီကိုရအောင်သူတို့တိုက်ပါမယ်ဆိုလို့နေရ။သူတို့အောင်ရှိမှကျွန်တော် တိုင်းရင်းသားခွဲခြားဆက်ဆံမှုအရင်ကကြီးရတယ်။ကိုကိုတိုင်းကလည်း ဲဒီသမတမချက်ချက်ကိုအလုံးလုံးလိုပါတယ်အခုလက်လက်ကဲဒေါ်လာနဲ့ဆိုဒီအလုံးကိုကြည့်အာနာရှင်စစ်ကိုဒေါ်လာနဲ့ဆိုတော့ပြောရကြတယ်သူတို့လေကအာနာရှင်စစ်ပုံစံတိုင်းကိုပြန်နေချစ်တုံးလာကြတယ်ချုပ်လီကဒီထက်မကပိုဆိုးပါတယ်ကိုမချိုက်ဘူးကိုဒေါ်လာမျိုးဆိုကိုမလုပ်ဖို့လည်းအများလိုရတယ်ငါလုပ်ရတဲ့လုပ်ရဆောင်ကိုနိုင်ငံကြီးပြစ်ချီးသွားမယ်နိုင်ငံမျက်နှာပြစ်သွားမယ်ဆိုတော့မလုပ်ဖို့အများကြီးကြည့်ပါတယ်လက်လက်ကဲကဒီဒီကိုချင်းချောက်နေတဲ့ကိစ္စလေးတွေရှိနေကြကြတော့ဒီဖွဲ့စည်းအရဘလို့ပြောမယ်ဘလို့ရှင်းနေမယ်လက်လက်ကချုပ်တင်းရတဲ့ဘလို့လုပ်မယ်ချုပ်တင်းနေတဲ့တစ်ခါတိုက်စားကြည့်တိုက်ရပါလိမ့်မယ် နဲ့ရစေခါတော့လည်းလည်းကဲဖို့ကြီးရချေနာမကြည့်ဘူးဒီနေ့ချိန်မှာတော့လည်းလည်းကဲဖို့တရားပြောရှိလာပြီဆိုတော့ပြည်သူမှဝန်တို့ဝန်ရကြီးသွားပြီလက်ရှိမြန်မာနိုင်ငံတဝန်းမှာမြန်မာတံမတော်နဲ့လက်နက်ကင်အင်အားစုတွေကြား၎င်းလက်နက်ကင်အင်အားစုတွေအချင်းချင်းကြား၎င်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်အာဏာရှင်စနစ်ဆိုတာကအဖက်ဖက်ကလာနိုင်ပြီးဒီမိုကရေစီစနစ်ပြန်လည်မထူထောင်နိုင်ရင်အာဏာရှင်စနစ်ကိုတိုက်လဲအာဏာရှင်ပြန်ပေါ်လာမှာပဲလို့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCA SMA ဥက္ကရာဘူမူကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့တင်ဌာနကို ကိုပြောပါရယ်။အမေရှင်စနစ်ကစစ်တပ်ကလည်းလာနိုင်တယ်၊အရပ်ပါကလည်းလာနိုင်တယ်၊စော်ဘွားတွေ၊ဘီယန်တွေတွေကလည်းလာနိုင်တယ်။စနစ်တစ်ခုမကောင်းရင်တော့ဒီစနစ်ကိုပြောင်းဖို့တော်လိုင်းကြီးလောက်တာမှန်ပါရယ်။အနာရှင်စနစ်ကိုဖြုတ်ပြီးတော့အနာရှင်နောက်တစ်ယောက်စနစ်တစ်ခုပြန်တက်လာလို့ရှိရင်တော့မထူးဘူး။လူပဲပြောင်းတော့စနစ်မပြောင်းဘူး။ဒါကြောင့်အနာရှင်စနစ်ကိုဖြုတ်တယ်ဆိုရင်အနာရှင်စနစ်ရဲ့ ီလန်သူဖြစ်တဲ့ဒီမိုကရေစီစနစ်ကိုပေါ်ထွန်းအောင်လုပ်ရမှာအနာရှင်စနစ်မရှိတော့ဘူးဆိုရင်နောက်ထပ်ပြန်မလာတော့ဘူးပေါ့ဘာလို့ဒီမိုကရေစီကခိုင်သွားတာ哦အဲဒီမိုကရေစီစနစ်ကိုပြန်မထူထောင်ဘူးဆိုရင်အနာရှင်စနစ်ကိုတိုက်လဲအနာရှင်တယောက်မရှိလဲနောက်တယောက်လည်းအနာရှင်ပြန်ဖြစ်လာမှာပဲကျွန်တော်ပုံမှန်ဒီမှာအနာပိညာ၃ခုရှိပြီကျွန်တော်တို့ဒီ2010အနေနဲ့2020ပေါ့ဆယ်နှစ်မှာဒီမိုကရေစီအရေးချင်းနဲ့လုံပြီးလုံဟန်ကိုခိုင်မအောင်မလုံနိုင်ဘူးလို့တော့ဒီလိုယူဆတယ်လက်အဒီမှာအချုပ်ရတဲ့အစိုးရကမလုံ နိုင်တဲ့အခါကျတော့နောက်ထပ်အပြောင်းလဲပြန်ဖြစ်လာတာပေါ့မြန်မာနိုင်ငံမှာ2020ခုနှစ်ဖေဖော်ဝါရီတရက်က LND အစိုးရကို2020ထွေထွေရွေးကောက်ပွဲမဲဆင်းရင်အငင်းပွားမှုအားဖြည့်ရှင်ပေးဖို့တောင်းဆိုနေတဲ့အချိန်အစိုးရဖွဲ့စည်းရေးကြိုးပမ်းနေလို့ဆိုကမြန်မာတက်မတော်မှဖြုတ်ချခဲ့ပါတယ်အဲ့ဒီနောက်နိုင်ငံတော်အားရေးပေါ်အခြေအနေကြေညာပြီးမြန်မာတက်မတော်ကအုပ်ချုပ်လာခဲ့ရာလက်နက်ကင်အင်အားစုတွေမှာတော်လန်ရေးကိုဆင်နွှဲကမြမတက်မတော်ကိုဖြုတ်ချရေးကြိုးပမ်းနေပါတယ်အဆိုပါနိုင်ငံရေးအခင်းကျင်းကြီးတဲ့မှာငါနဲ့မတူ ူငါရန်သူဆိုတဲ့မူဝါဒကိုနှစ်ဖက်စလုံးကကင်ဆွဲပြီးဖိနှိပ်မှုတွေပြုလုပ်နေတယ်လို့စီးရင်းနဲ့နိုင်ငံရေးအကြက်ခက်တွေကထောက်ပြကြပါဗျာ။